ေကိုကူညီဖို့ဘင်္ဂလားဒေ့ရှ်ရှေးတောင်ပိုင်းကခရိုင်တစ်ခုကိုစီးရဲစစ်ဆင်ရေးဇွန်အဖြစ်တမ်းမဲ့ထားမယ်လို့အိန္ဒိယမီဒီယာတွေရဲ့ဖော်ပြချက်ကို ISPR ကဖိချခဲ့ပါတယ်။အရာခတက်တော်အေကိုကူညီဖို့နဲ့နေဆဲလုံခုံရွေးကိုဆောင်ရွက်ဖို့အတွက်ဘင်္ဂလားဒေ့ရှ် နေဆဲခရိုင်တစ်ခုဖြစ်တဲ့ကော့ရှ်ပဇာခရိုင်နဲ့ဘန်ဒိုဘွန်ခရိုင်တစ်ခုကိုစီးရဲစစ်ဆင်ရေးဇွန်အဖြစ်တမ်းမဲ့ကြီးညာဖို့စီစဉ်နေတယ်လို့အိန္ဒိယမီဒီယာတွေကရေးသားခဲ့ပါတယ်။အဲ့ဒီလိုရေးသားဖော်ပြချက်ပေါ် ဘင်္ဂလားဒေ့ရှ်စစ်တပ်ရဲ့ပြည်သူ့ဆက်ဆံရေးဌာန ISPR နိုင်ငံရေးမှူးကငင်းဆိုဖိတ်ကြားလိုက်ပါတယ်။အဲ့ဒီသတင်းဟာလုံဝမ်းမာယွန်ပြီးအခြေမြင့်မရှိတဲ့ရေချက်ရှိရှိလှုပ်ကြံဖန်တီးထားတဲ့သတင်းအတုသားဖြစ်တယ်လို့ ISPR ကပြင်းပြင်းထန်ထန်ငင်းဆိုထားပါတယ်။ဆက်ဆံရေးဆောင်တိစောက်တာဟာဘင်္ဂလားဒေ့ရှ်တပ်မတော်ကအာရခတက်တော်ကိုပန်ပိုးကူညီမဲ့အစီအစဉ်တွေကိုပို့ပြီးလွေကူရှုံးမွေးစေတဲ့အပြင် လက်ရှိဖြစ်ပေါ်နေတဲ့နေဆဲလုံခြုံရေးဆရာ စင်ခေါ်မုန်တွေကိုလည်းထိရောက်စွာဖြေရှင်းနိုင်မှာဖြစ်တယ်လို့အိန္ဒိယအခြေစား The North East News ကသတင်းတွေမှာဖော်ပြထားပါတယ်ခင်ဗျာ။